အားလုံးပဲမင်္ဂလာပါရှင်ဂျိုဆန်စီကော်နာမှာကြိုဆိုပါရစေဒီနေ့ကတော့ N3 ရှင်ခန်းစန်း grammar တွေကတခုဖြစ်တဲ့ Hammon ဆိုတဲ့ grammar လေးနဲ့ပတ်သက်ပြီးတော့ပြပြပြီးသွားမှာဖြစ်ပါတယ်မြန်မာလိုအဓိပ္ပာယ်ကကြတော့ဘေးမဲ့လို့ဘာသာပြန်ပြီးထားရပေါ့နော်ဒီ grammar ကိုဘယ်ချိန်မှာသုံးမလဲဆိုလို့ရှင်တော့စန့်ကျင်ဘက်ကိုဖော်ပြတဲ့အခါမှာသုံးပြရမယ်ဒီ grammar လေးကစန့်ကျင်ဘက်ကိုဖော်ပြတဲ့အခါမှာသုံးပြမယ်အဲ့တော့စန့်ကျင်ဘက်ဆိုတာဘယ်လိုစန့်ကျင်ဘက်မျိုးလဲဆိုတော့အကြောင်းအရာတစ်ခုရဲ့ ကောင်းတဲ့အရာနဲ့မကောင်းတဲ့အရာရဲ့ဆန့်ကျင်ဘက်ကိုပြောတာအကြောင်းအရာတစ်ခုရဲ့ကောင်းတဲ့အရာနဲ့မကောင်းတဲ့အရာရဲ့ဆန့်ကျင်ဘက်ကိုပြောခြင်းတဲ့အခါမှာသုံးပေးမယ်ဥပမာအနေနဲ့ဟာတရှိရောကအဲပြောရမယ်ဆိုလို့ရှိရင်လှဲတန်းပေါ့နော်လှဲတန်းဆိုလို့ရှိရင်ဒါလှဲတန်းအကြောင်းအရင်ဆုံးပြောမယ်ဒီနေရာမှာလှဲတန်းအကြောင်းအရင်ဆုံးပြောမယ်ဆိုလို့ရှိရင်လှဲတန်းကကြတော့ကောင်းတဲ့အရာဘာဖြစ်လဲဆိုလို့ရှိရင် အရန်လူစီတယ်လဲတန်းမှာ ကောင်းတဲ့အရာကဘာဖြစ်မလဲဆိုတော့အရန်လူစီတယ်ပေါ့နော်ဒါပေမဲ့သူ့မှာက မကောင်းတဲ့အရာကဘာဖြစ်မလဲဆိုလူစီပေမဲ့ तू ကဘာဖြစ်လဲဆိုတော့ကပိုင်းနိုင်ကပေါ်တယ်ကပိုင်းနိုင်ကပေါ်တယ်အဲ့တော့ तू ကဘာအကြောင်းကိုပဲပြောထားလဲလှဲတန်းရဲ့အကြောင်းကိုပဲပြောထားတယ်လှဲတန်းရဲ့ကောင်းတဲ့အချက်နဲ့မကောင်းတဲ့အချက်ကိုပြောထားတယ်လှဲတန်းကလူတွေအရန်စီကားတယ်ဒါပေမဲ့မကောင်းတဲ့အချက်ကတော့ကပိုင်းနိုင်ပေါ်တယ်အဲ့တော့လှဲတန်းဒီလူစီကားပေမဲ့ကပိုင်းနိုင်တော့ ပေါ်တယ်အဲဒီလိုပုံစံမျိုးပေါ့နော်အဲ့တော့ဒီဟမ်မန်းဆိုတာဘယ်ချိန်မှာသုံးမလဲဆိုတော့အချောင်းရတစ်ခုရဲ့စန့်ကျင်ဘက်ကိုပြောချင်တဲ့အခါမှာသုံးပေးရမယ်အဲ့တော့ဥမာလေးကိုကြည့်မယ်ပေါ့နော်ဒီအောက်လေးမှာရေးထားတဲ့ဥပမာလေးကဘလူဖက်လဲဆိုဂီယူနီခုလို့ဖတ်တယ်နော်ခန်းကြီးကဂီယူနီခုလို့ဖတ်ပါတယ်ဂီယူနီခုရဲ့အတိတ်ဘယ်ကအမဲသားဂီယူနီခုဝအမဲသားကအိုအီရှိဟမ်မန်အိုအီရှိကအရာသာရှိတာ ဟမ်မန်ရဲ့အတိတ်ဘက်ကဘီမဲ့အမဲသားကအရသာရှိဘီမဲ့အဲ့တော့သူကဘာအကြောင်းပြောတာလဲဆိုတော့အမဲသားဆိုတဲ့အကြောင်းအရာကိုပြောတယ်။ဒီအမဲသားမှာ ကောင်းတဲ့အချက်ကဘာဖြစ်မလဲဆိုတော့အရသာရှိတယ်။အဲ့တော့ဆက်ပြီးတော့ဖတ်ပါမယ်။ကာလိုလီမိုတာကာအီကာလိုလီဆိုတာကကယ်လိုရီကိုပြောတာ။ကယ်လိုရီကတော့တာကာအီ ညံ့တယ်ကယ်လိုရီညံ့တယ်ဆိုတာကယ်လိုရီတော့ညားတယ်အဒီစာကျောင်းမှာဆိုလို့ရှိရင်အကျောင်းရာတစ်ခုရဲ့စန့်ကျင်ဘက်ကိုပြောထားတယ်ဘေးအကျောင်းရာလဲဆိုအမဲသားရဲ့အကျောင်းရာအမဲသားရဲ့ကောင်းတဲ့အချက်ကဘာဖြစ်မလဲဆိုတော့အရာသာရှိတယ်ဒါပေမဲ့မကောင်းတဲ့အချက်ကကြတော့ကယ်လိုရီတော့ညားတယ်အမှတ်ထားမှာဟမ်မန်ကအကျောင်းရာတစ်ခုရဲ့စန့်ကျင်ဘက်ကိုဖော်ပြတဲ့အခါမှာတုံးမယ်အဲ့တော့အောက်ကဂရမာလေးကိုကြည့်မယ်ဆိုရင် buff irritated နာအေဂျစ်တစ်သို့ပေမဲ့နာအေဂျစ်တစ်ကိုဒဲအားရုနဲ့ပေါင်းခြင်းနဲ့ဆိုရင် နောက်ဘာလုပ်မလဲဆိုတော့ဖြုတ်ပြီးမယ်နာအေဂျစ်တစ်ဥပမာအနေနဲ့ခီတဲ့ဤနာဆိုရင်ခီတဲ့ဤဒဲအားရုလို့သုံးမယ်နောက်တစ်ခုကနောင်အပေါင်းဒဲအားရုဟမ်မန်ဆိုပြီးတော့သုံးပြရမှာဖြစ်ပါတယ်